ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေရေပါနိပူတီတွေအားလုံးအစင်သဲလောက်ပြီးပြီးဟင်ခတ်မွေးကြိုင်နေလဲကျမတို့လောက်ပြီးပြီးအမေရေအမေဘလောက်ကြကြထီးတယောက်ထဲသွားပြီးပါနိပူတီကိုရောင်းနေမှလဲတခါတလေကျမတို့လည်းတွားရောင်းဖို့ပေးပါ့ 哦ချွေးမတို့ရေနင်တို့အစတည်းကအိမ်မကိစ္စတွေအများကြီးလုံနေရတယ်လေငါနင်တို့ပေါ်မှာဝန်ထုပ်ဝန်ပိုးတွေအများကြီးမပုံချချင်ပါဘူးကွယ်ညနေကျရင်ပြန်လာနေနဲ့ငါဟင်းသီးရွက်တွေကိုလည်းဝယ်လာခဲ့မယ်နော် အမေလက်ဖက်ရင်ထိုင်တော့မြတ်မှာကျမတို့ပစ္စည်းတွေအားလုံးလှဲပေါ်မှာတင်မဲမယ်မေသူနဲ့မိအီတို့ကပါဠိပူရီရဲ့ပစ္စည်းတွေအားလုံးကိုယူသွားပြီးလှဲပေါ်မှာသွားပြီးတင်လိုက်ပါတယ်ပြီးတော့ဒေါမြပန်းကနေတိုင်းလူပဲသူ့ရဲ့ပါနီပူရီလှဲလေးကိုတွန်းပြီးထွက်ခွာသွားပါတော့တယ် ပြီးတော့ကျိမာတွေအလုံးကအိမ်မှုကိစ္စနဲ့အလုပ်တွေရှုံနေကြပါတယ်။ဒီနေ့ဘာဟင်းချက်ရမလဲ။ဘာမှစဉ်းစားလို့မရဘူး။တခုခုစက်တောင်စားချက်နေတယ်။နေ့တိုင်းပဲဟင်းနဲ့ထမင်းကိုစားပြီးငါတော့ပင်မလာပြီ။အော်ဒီလိုလုပ်ရအောင်။အိမ်မှာကြုံထထားတယ်လေ။ငါတို့ကအာလူနဲ့ကျက်သွနေကြော်လှုပ်လိုက်မယ်။ငါတို့တွေအကြော်မစားရတာလည်းတတော်ကြပြီ။နောက်ဆုံးတေဝါလီတောင်းကပဲတစ်ခေါက်လှုပ်စားတာ။အကြော်ဆိုလို့တတိယလာပြီ။ငါတော့တိမ်ချင်းအကြော်အရင်စားချက်နေတယ်။တခုလုပ်မယ်လေ။ အာလူချက်သူနေတိမ်ချင်တဲ့ပဲကြော်တွေကိုလှုပ်လိုက်မယ်လေဒီနေ့ညနေကျရင်ညနေစာတွဲငါတို့အကြော်တွေကိုပဲလှုပ်လိုက်ကြရအောင်လေချင်းမာရီအားလုံးကအင်္ဂအလုတ်ကိုမြင်မြန်လေးပြီးအောင်လှုပ်ကြပါလေပြီးတော့သူတို့ကအကြုံလှုပ်ဖို့အတွက်စတင်ပြင်ဆင်ပါတယ်တယောက်ကချက်သူနေကိုလှီးနေပြီးတယောက်ကတော့အာလူတွေကိုပြုံနေပါတယ်နောက်တယောက်ကတော့အကျော်လုပ်ဖို့အတွက်ဂျုံလေးကိုနေနေပါတယ်။အချိန်နှဲငယ်ကြာမှတော့ချွေးမာရီအားလုံးက ဘေးကျောကျက်တန်နီအာလူးနေဒင်းချင်းကျော်ရီကိုကျော်ပြီးအစင်းနဲ့ပြန်လိုက်ပါတယ်။အဲဒီချိန်မှာညနေမှာပါနီပူရီကိုရောင်းပြီးသူတို့ရဲ့ရောက်ကမှာဒုံမြပန်းကလည်းရောက်လာပါတယ်။အခုတော့အားလုံးကလက်ပြည့်ပူပူလေးကိုတောက်ပြီးအကျော်ရီကိုစားနေကြပါတယ်။ချွေးမတို့ရဲ့နင်တို့ကတော့ဒီနေ့နေ့လေကိုပျော်ရွှင်အောင်လှုပ်လိုက်တာပဲ။နင်တို့ကတော်တော်ကောင်းတဲ့အကျော်ရီကိုလှုပ်ထားတာပဲ။စားလို့ကောင်းလိုက်တာ။ဒီကျက်တန်ကျော်ငါအားလုံးထက်အကြိုက်ဆုံးပဲ။အမေရဲ့ဒီပဲနဲ့ကျော်လည်းစားကြည့်ပါလား။ ဒါအဲ့ဒီထက်ပိုပြီးတော့တော့စားကောင်းသေးတယ်။ငါတို့ကအကျော်တွေအများကြီးလှုပ်လိုက်တဲ့ထက်နဲ့သူတို့အတွက်ကိုငါချန်ထားသေးတယ်။အဲ့ဒါလည်းအကျော်တွေအများကြီးကြံသေးတယ်။ဒီလိုဆိုအကျော်တွေကပြတ်သွားလိမ့်မယ်။အာဒီလိုလှုပ်လိုက်ပါလား။အမေရေအမေကနောက်တစ်ခါပြန်ပြီးတော့ပါနေပူရီရောင်းဖို့သွားတယ်မလား။အဲ့ခါကျရင်အမေတီအကျော်တွေကိုအမေနဲ့တူတူယူသွားလိုက်။ဝယ်သူတွေကဝယ်ဝယ်လိုက်မှာပေါ့။တရောက်မှဝယ်မယ်လို့တော့ငါမထင်ပါဘူးကွယ်။ဒါပေမဲ့လည်းနင်းတို့တင်ထားလိုက်ပေါ့။ မိသူကပိုနေတဲ့အကျော်တွေအလုံးကိုတိချာထုတ်ပေါ်ပြီးလက်ပေါ်မှာတင်လိုက်ပါတယ်။ပြီးတော့ဒီနေ့မှာဒုံမြပန်းကနေတိုင်းလိုပဲပါနီပူရီအောင်ဖို့ထွက်သွားတော့ဝိသူတို့ချုပ်ကသူ့ရဲ့နှင်းနောက်ကိုရောက်လာပါတယ်။ပြီးတော့သူတို့တွေကအမရဲ့ဒီနေ့အမပါနီပူတီနဲ့အတူအကျော်တွေပါရောင်းမြလား။ကျမတို့ဒီအာလူအကျော်လေးပေးပါ။ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ရော့ပါ။စားပြီးတော့ဘလို့လဲဆိုတာပြောပြအောင်နော်။ဝိသူတွေကအဲ့ဒီအာလူအကျော်ကိုစားလိုက်တာနဲ့ တို့ကအနာကိုရမ်းကြိုက်ကြပါတယ်။အမရေဒီအလူကြော်လေးကတော်တော်အရသာရှိရပဲ။လွန်ခဲ့တဲ့ရက်အနေငယ်လောက်ကကျမတို့အိမ်မှာလည်းအလူကြော်လုပ်ခဲ့တယ်။ဒါပေမဲ့ဒါရီနဲ့ရှင်တော့ကျမတို့အိမ်ကအကြော်တွေကလုံးဝအရသာမရှိဘူး။ကျမတို့အကြော်နောက်တစ်ခုလောက်ပြေးအောင်တော့။ကျင်းရင်ကျင်းရင်နဲ့ဝဲသူတွေတော်တော်များများဟာဒုံမြပန်းရဲ့လှိနှားကိုရောက်လာပါတယ်။ပြီးတော့ဒီနေ့ပါနီပူရီစားမယ်အစားသူတို့တွေအလုံးကကြော်ရီကိုပဲစားကြပါတယ်။ဒီလိုနဲ့ဒုံမြပန်းကဝင်းဝေးကောင်းကောင်းရလာခဲ့ပါတယ်။ ပြီးတော့သူကအင်ကိုလာပြီးဒီကြောင်ရာတွေအလုံးကိုသူ့ချင်းမအယောင်လုံးကိုပြောပြလိုက်ပါတယ်။အမေရဲ့အမေတကယ်ပြောနေလားဒီပတ်စံနဲ့အကောင်လုံးကကျမတို့ရဲ့အကြော်တွေကိုရောင်းလို့ရတာလားကျမတို့နဲ့အတူအပြင်းအလူတွေကလည်းကျမတို့ရဲ့အကြော်တွေကိုအလောက်ကြိုက်မယ်ဆိုတော့ကျမမသိခဲ့ဘူး။အဲ့ဒါကြောင့်ငါတခုခုစဉ်းစားထားတာလေငါလဲပေါ်မှာပါနိပူဒီရောင်းတယ်လို့နင်တို့၅ယောက်လည်းအကြော်တွေကိုရောင်းရင်ရောအခုခေတ်လူတွေကအပြင်းအဆားစာတွေကိုစားတာအရန်ကြိုက်ကြတယ်။နင်တို့ကြည့်နေလိုက်ပါ။ နင်တို့ရဲ့ကြော်တီကိုစားဖို့အတွက်လူတွေတန်းစီပြီးရက်နေလိမ့်မယ်။ဒါနဲ့အမေရေအမေပြောတာတော့မှန်တယ်။ဒါပေမဲ့ဒီအကြောင်းကိုကျမတို့ကကျမတို့ယောက်ျားတွေနဲ့အရင်ဆွေးနွေးသင့်တယ်ထင်တယ်။အချိန်နှင်းငယ်ကြမှာတော့သူတို့အားလုံးရဲ့ယောက်ျားတွေဟာရောက်လာခဲ့တဲ့အခါမှာတော့ချွေးမောင်ရောက်လုံးကသူတို့ကိုအကြောင်းအရာတွေအားလုံးပြောပြလိုက်ပါတယ်။အခုတော့သူတို့တွေကလည်းဒီအလုပ်အတွက်သဘောတူလိုက်ပါတယ်။ကျော်သူက သူ့တငယ်ချင်းတယောက်စီကနေလှဲကုန်နှားလိုက်ပါတယ်။ပြီးတော့နောက်နေမှာချွေးမောင်အားလုံးက ကြက်တွန်ပိအာလူးနေဒင်းချင်းအကျော်တွေကိုလှုပ်ပြီးပြင်ဆင်လိုက်ပါတယ်။ပြီးတော့ညနေရောက်တာနေသူတို့ရဲ့အကျော်လှဲလေးကိုယူပြီးနေရာတိုင်းမှာလိုက်ပတ်ကြပါတယ်။လာကြပါလာကြပါပြီးတော့အရသာရှိရှိချင်းချင်းဆက်ဆက်အကျော်လေးတွေလာစားကြပါဒီအကျော်တွေရှိမှဖတ်ထုတ်ကားတော်ရေကျဲနေတဲ့လက်ဖက်ရည်တစ်ခုလိုပါပဲလာကြပါရှင်လာကြပါချင်းချင်းဆက်ဆက်အကျော်လေးတွေကိုလာစားကြည့်ပါအောင်ရှင်တပွဲမှတထောင်မှာတပွဲမှတထောင်တော့ ငါ့တော့အာလူအကျော်နဲ့ကြက်တုံနေကျော်တပကံထည့်ပေး။ငါ့အတွက်တော့တင်ချင်ကျော်လေးကိုထည့်ပေးနော်။တဖြည်းဖြည်းနဲ့သူတို့ငါးယောက်လုံးရဲ့တွန်းလေးနားမှာအကျော်ဒီစားဖို့အတွက်လူတွေအရှည်ကြီးတိုင်းစီလာကြပါလိမ့်။ခမ ्या တို့ကခမ ्या တို့ရဲ့အကျော်ဆိုင်လေးနဲ့ဒီကိုရောက်လာတာမကြသေးဘူးထင်တယ်။ကျွန်တော်ကခမ ्या တို့ကိုဒီမှာတကားမှမတွေ့ဘူးသေးဘူး။ဒါနဲ့ခမ ्या တို့ကျော်တွေကအရင်အရသာရှိတယ်။ဒါတွေကိုစားပြီးကျွန်တော်ကကျွန်တော်ရွာကအကျော်တွေကိုတော့တတိယသွားတယ်။အဲဒီကဈေးတွေမှာလည်းဒီလိုအကျော်တွေကိုရတယ်လေ မင်းကဒီပဲကျော်ကိုစားကြည့်ပြီလားတစ်ခေါက်လောက်စားကြည့်လိုက်ဦးကျွန်တော်ကအရင်တော့ဒီအကျော်တွေကိုသိပ်မကြိုက်ဘူးဒါပေမဲ့ဒါကတော့အခုကျွန်တော်ရဲ့အကြိုက်ဆုံးစားစရာဖြစ်တော့ပြီကျွန်တော်တို့နှစ်ပွဲပါစင်ထုတ်ပြပါအကိုကြီးအကိုတို့ထဲကအကျော်ပါစင်ထုတ်ချင်တဲ့သူတွေကဒီဘက်ကိုလာကြပါစားချင်တဲ့သူတွေကကြတော့ဟိုဘက်ကိုသွားနော်ချွေးမနှစ်ယောက်ကဝေသူတွေရဲ့အော်ဒါတွေကိုလက်ခံနေပါတယ်ပြီးတော့ချွေးမနှစ်ယောက်ကတော့အကျော်ပူပူလေးတွေကိုကြုံနေပါတယ်ပြီးတော့ကျန်တဲ့အကျော်တစ်ခုအတွက်လူတွေကရှမ်းဖြစ်နေကြပါတယ် ။တရက်ချင်းပါပဲအဲ့ဒီချင်းမှာအရောက်လုံးရဲ့အကျော်တွေကအများကြီးရောင်းကုန်သွားခဲ့ပါတယ်။တရက်အတွင်းမှာပဲငါတို့ရဲ့အကျော်တွေအများကြီးရောင်းကုန်မယ်။ပြီးတော့ငါတို့ကအလောက်ဝင်ငွေတွေရမယ်ဆိုတော့ငါမတွေးခဲ့ဘူး။ငါလည်းမယုံနိုင်ဘူးဟ။လာငါတို့ဒီနေ့အိမ်မှာမုတ်အချိုတွေယူသွားမယ်။ပြီးတော့လမ်းမှာဖះကြောင်သွားပြီးဖះကိုလည်းကျေးဇူးတင်ရမယ်။ချင်းမအရာလုံးကဖျားသခင်ကိုကျေးဇူးတင်ဖို့ဖျားเจ้าကိုသွားလိုက်ပါတယ်။ပြီးတော့သူတို့ကအုံဒီတလုံးကိုလှူခဲ့ပါတယ်။ အိမ်နောက်မှာအင်ကိုလာနေရင်းနဲ့သူတို့ကအလုံးအတွက်နုမလိုက်အမဲလုံးလေးတွေကိုယူလာပါတယ်။ဒါကိုစားကြည့်ပြီးအလုံးကရင်းကိုပြောသွားပါတယ်။ပြီးတော့နောက်နေ့ကစပြီးချင်းမာရီအလုံးကမနေ့မှလက်ဆက်တဲ့ကြော်ရီအများကြီးကိုလှုပ်ပါတယ်။ပြီးတော့အရာတွေကိုယူပြီးလှင်းနေထွက်ကြပါတယ်။ဒီလိုနဲ့ပဲနေ့တိုင်းအကြော်တွေကိုရောင်းရောင်းပြီးချင်းမာရီအလုံးကဖောက်သေးတွေအများကြီးကိုယူလာပါတယ်။အန်တီကအကြော်တွေကိုကြည့်နေတာတော်တော်ကြာနေပြီ။ပြောပါအန်တီဘာအကြော်လိုချင်လို့လဲ။ ။သမီးတို့စီမှာပဲတီစိနဲ့ဘဲနတာကျော်မရှိဘူးလား။အန်တီကပဲတီစိနဲ့ဘဲနတာကျော်စားရတာပဲကြိုက်တာ။အန်တီရဲ့ကျမတို့စီမှာအကျော်၄မျိုးပဲရှိတယ်။အန်တီပြောတဲ့ပဲတီစိနဲ့ဘဲနတာကျော်တွေကမရှိဘူး။အန်တီဒါလေးတွေကိုစားကြည့်ပါ။ဒါတွေကိုအန်တီအရန်ကြိုက်မှာပါ။အင်ရီပြောတော့အဲ့ဒီဝဲသူကတခြားကျော်လေးတွေကိုစားကြည့်ပါလေ။ဒါပေမဲ့သူ့မျက်နှာကိုကြည့်ရင်သိချာသိရပါတယ်။သူကပဲတီစိနဲ့ဘဲနတာကျော်တွေကိုပဲစားကြည့်နေတာပါ။ သူကပိန်းတီးစင်းနဲ့ပန်းနန်သာကျော်တွေကိုပိန်းစားကျင်တာပါဒီလိုနဲ့ညနေမှာချွေးမောက်တွေအားလုံးကစကားပြောကြပါတယ်အဲ့ဒီဝယ်သူကအလူအကျော်တော်စားလိုက်တယ်ဒါပေမဲ့သူရဲ့ညိုးငယ်နေတဲ့မျက်နှာကြည့်ပြီးငါတော့လုံးဝစိတ်မကောင်းငါတို့ကပဲတီးစင်းနဲ့ပဲနသာအကျော်တွေကိုလည်းရောင်းနိုင်ကောင်းမှာပဲမနဲ့တရားငါစီမအကျော်စားဖို့ဝယ်သူမြောက်လာတယ်သူတို့ကအသီးချောင်းနဲ့တီဟိုစိတ်အကျော်စားချင်တယ်တဲ့ဒါပေမဲ့ငါတို့ကအကျော်လေးမျိုးပဲရောင်းတာလေအဲ့တော့ဘာဖြစ်လဲဟာ အခုငါတို့စီမှာတင့်တော်တဲ့ငွေပမာဏလည်းရှိတယ်။ငါစဉ်းစားနေတာအခုဒီအကျော်ပြင်ငါတို့နောက်ထပ်အကျော်ရင်းအများကြီးလည်းလုံမယ်လေ။အကျော်စားရတာကိုလူတိုင်းကကြိုက်တယ်။ဒါပေမဲ့တချို့ကစက်တုန်နေကျော်ကိုကြိုက်တယ်။တချို့ကနှုတ်ခဲကျော်ကိုကြိုက်တယ်။တကယ်လို့ငါတို့စီမှာအမျိုးအစားကွဲပြားတဲ့အကျော်တွေရှိတယ်ဆိုရင်ဝယ်သူတွေကငါတို့စီကိုလာလိမ့်မယ်။ပြီးတော့ပြပြောနဲ့ပဲစားသွားကြမှာ။အခုချင်းမာတွေအားလုံးကသူတို့စီမှာရှိတဲ့ပတ်စံတွေနဲ့အကျော်တွေကိုလှုပ်ဖို့အတွက်နောက်ထပ်ပစ္စည်းတွေကိုဝယ်ယူလာပါတယ်။ ခုတော့သူတို့အလုံးကပေါင်းပြီးအမျိုးအစားကွဲပြားတဲ့ကြော်တွေကိုလှုပ်ပါတယ်။အရင်တုန်းကသူတို့စီမှာချက်သွင်းနေအာလူးနဲ့ပဲကြော်တွေပဲရှိတာအခုတော့သူတို့စီမှာအသီး၆ကြော်၊နုကေးကြော်ဒီလိုနဲ့ပဲသူတို့စီမှာစုစုပေါင်းအကြော်စင်မျိုးရှိသွားပါပြီ။အိုးခမည်းတော်စီမှာအကြော်တွေတော်တော်များတာပဲ။အခုတော့ကျွန်တော်ကတွေးတော်မတွေးနိုင်တော့ဘူး။ဘယ်ကြော်ကိုစားရမလဲ။ဘယ်ကြော်ကိုမစားရမလဲဆိုတာ။ဘာပဲဖြစ်ဖြစ်ယူလိုက်ပါ။ဒီကကြော်တွေအလုံးငါစားဖို့တယ်။အကုန်လုံးကအရင်ကိုအရသာရှိတာ။ အခုဆိုငါတပတ်မှ၃ချိန်၄ချိန်လောက်တော့အကြော်တွေကိုစားတယ်။နေ့တိုင်းပေါ်တာဆောင်ကအဲ့ဒီပြင်းစရာကောင်းတဲ့အစားတွေကိုစားပြီးစိတ်ညစ်လာပြီးတခုခုရတာရှိတာကိုစားခြင်းငါသူတို့စီပဲလာပြီးအကြော်တွေကိုစားတယ်လေ။ဈေးလည်းတက်တာတယ်ပြီးတော့ဘိုက်ကလည်းလွယ်လွယ်ကူကူနဲ့ပြေးသွားတယ်လေ။ဝေဒူရီရဲ့ပါဇက်ကနေသူတို့အကြော်တွေအတွက်ဒီလောက်ချီးမွမ်းတဲ့နေကြပြီးချင်းမာရီအလုံးကရင်းပျော်ရှင်သွားကြပါတယ်။အခုတော့သူတို့ကပုံပြီးရှင်လန်းတက်ကြွစွာနဲ့အကျော်တွေကိုလှုပ်ကြပါတယ်။အခုတော့လူတွေကသူတို့လှိမ့်နှမှာရက်နေကြပါတယ်။ အကိုကြီးအကျော်တွေကိုမြန်မြန်လေးယူပါလားအကျော်တွေကိုဖြည်းဖြည်းချင်းယူနေတယ်ကျွန်တော်လည်းကို့အကျော်တွေကိုယူရမယ်လေအကိုယူနေတယ်လေနည်းနည်းစိတ်ရှိရှိထားပါအားလုံးအကျော်တွေရမှာပါဝေဒူတွေအားလုံးကသူတို့အကျော်တွေကိုယူဖို့အတွက်ဒီလိုရန်ဖြစ်နေတာကိုမြင်တော့ချွေးမတွေအားလုံးကမြန်မြန်လေးအလုပ်ကိုလုပ်ကသူတို့အားလုံးကိုသူတို့မှားထားတဲ့အချိန်အကျော်တွေပေးလိုက်ပါတော့တယ်နောက်ရက်တွေအကုန်ဆုံးလာရတဲ့အမြောက်ချွေးမတွေရဲ့ဝင်ငွေတွေလည်းပို့ပို့ပြီးတူလာပါတယ်ဒါကြောင့်အခုသူတို့ကလှိမ့်နေအကျော်ကိုမရောက်တော့ဘဲနဲ့ နီးနောက်ကစံတဆိုင်ကိုငားလိုက်ပါတယ်။အဲဒီမှာသူတို့ကမြေမြူသောအကြော်တွေကိုလှုပ်ပြီးရောင်းချပါတယ်။အခုတော့သူတို့ဆိုင်မှာတပြေးပြေးနဲ့အကြော်အများအများအတွက်အော်ဒါတွေလည်းရနေပါတယ်။တကြီးစီကနေအကြော်အခု200မှာထားတယ်။ပြီးတော့ဦးညီစီကနေအကြော်80ကိုအော်ဒါမှာထားတယ်။ငါစီမှာလည်းအကြော်အခု80အတွက်အော်ဒါလာတယ်။အခုအလောက်မြန်မြန်အလောက်အကြော်တွေအများကြီးဘယ်လိုလုပ်ကြမလဲ။စိတ်မပူပါနဲ့။ဒီပြဿနာလည်းဒီနေ့အကြော့ပါပဲ။ငါမနှက်ပြန်အောင်စပါဘီ။ အကူအညီပေးမဲ့သူမျိုးကိုခေါ်ထားသေးတယ်။အခုသူတို့ကအကျော်လုပ်ဖို့အတွက်ငါတို့ကိုအကူအညီပေးလိမ့်မယ်။ငါတို့ရဲ့အားဆိုင်ထုတ်မှုတသေးလေးကအများကြီးကိုပြောင်းလဲလိုက်တယ်နော်။အခုတော့ဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်ငါတို့စီမှာကောင်းတဲ့အလုပ်ကိုင်တစ်ခုရှိတယ်။ဖျားသခင်ရဲ့ကောင်းချီးငါတို့ပေါ်မှာဒီလိုပဲအမြဲရှိနေပါစေ။နောက်နေ့မှာအဲ့ဒီချွေးမာရီစီမှာအကူအညီပေးမဲ့သူနှစ်ယောက်ရောက်လာပါတယ်။သူတို့ကချွေးမာကရောက်အကျိုးလုပ်ဖို့အတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။ဒီလိုနဲ့သူတို့အလုပ်တွေကလည်းတိုးတက်လာခဲ့ပါတယ်။ ပြီးတော့သူတို့အားလုံးကပျော်ရွှင်စွာနေပြီးနေထိုင်သွားကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်